အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆေးရလေးညို့တိုက်ရပါကဲကျွန်တော်ကဘာခေါကင်းနဲ့ပတ်သက်ပြီးတော့ခေါ်တယ်ပြောတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း2025နဲ့ပတ်သက်တဲ့ခေါ်ကင်းလည်းကျွန်တော်ခေါ်ချက်တွေထုတ်ခဲ့ပြီးပြီအဲ့တော့နော်ဒီအဲ့တော့မေးစရာရှိတယ်လူတွေရှိလာတယ်အဲ့ဒါဘာလဲဆိုတော့2025မှာကောမြန်မာနိုင်ငံကြီးလွတ်လပ်မသွားဘူးလား freedom မဖြစ်သွားဘူးလားဆိုပြီးတော့မေးတယ် ဲ့တော့ကျွန်တော်ကအရှိကိုအရှိတိုင်းအမြင်ကိုမြင်တိုင်းပြောရမယ်ဆိုရင်2025အတွက်မနော်ဒီမနိုင်ငံကြီးနဲ့ပတ်သက်ပြီးကဏ္ဍမှာအစိုးရအကြတဲ့ကတ်တီဒီကတ်နော်ပြောရမယ်ဆိုရင်တော့ဒီဟာကဒီကမ္ဘာခေါ်ခိုင်းနေနမိတ်တွေနဲ့ပတ်သက်ပြီးရောအရန်နာမည်ကြီးပါတယ်ဆိုရင် North Starter မဲ့ Terror Cat ထဲရနော်နမိတ်ကိုကိုမြောက်ကတ်ကတ်ကကြတော့ The Hamil ခေါ်တဲ့ကတ်ကြတယ် ဟုတ်ပြီဒီကမှာဖော်ပြထားတဲ့ကျွန်တော်စာလေးချို့ကိုကျွန်တော်ဖတ်ပြမယ် Two revolution made by the evil Sikawila Chainboard Kenyans and their dispensation နော်ကျွန်တော်အတန်းထက်လာမိုင်းလာမှာပဲ Okay ပြောလိုက်တဲ့အိပဲတခုပြောရမယ်ဆိုရင်2025မှာတော်လန်ရေးပြီးအောင်မလားပြီးသေးစစ်ကောင်စီကြဆုံးဖို့ရှိလားမရှိသေးဘူး ဒါကျွန်တော်အဟောလင်းဆုံးပြောပြတာအဲ့တော့ဘာတွေပြောင်းလဲလာဖို့ရှိလဲဒီမှာဒီကက်ရဲ့အဆိုရဖြစ်လေဆိုတော့နော် revolution ပေါ့ဒေါ်လာကြီးတချို့လက်ဒေါ်လာကြီးဖြစ်နေရပါပဲပေါ့ဒီနဲ့ပုံပြီးဒေါ်လာကြီးဖြစ်စရာလိုအပ်လားပြောမှာစလို့လိုအပ်တယ်ဒီမှာဘာပြရလဲဆိုတော့ true revolution လို့ပြရတယ်ဒေါ်လာမှုနှစ်ရက်လို့ပြရတယ်ဒေါ်လာမှုနှစ်ရက်ဆိုတာကဥမာကျွန်တော်တို့လက်ရှိ အုပ်စိုးနေတဲ့အုပ်ချုပ်နေတဲ့နော်ဒီစစ်ကောင်စီအုပ်စုစစ်အာဏာရှင်အဖွဲ့အစည်းကို တိုက်ခိုက်နေတဲ့သူတွေရှိနေတယ်ဒါက revolution တက်တာဒါဒီဒီစစ်ကောင်စီဆက်ပြီးတော့အာဏာသိမ်းကလေးဆက်ပြီးတော့ဒီစစ်ကောင်စီနဲ့ပတ်သက်တဲ့မကြိုက်လို့ဆိုပြီးတော့ဒါကိုတွန်းလှန်နေတဲ့သူတွေရှိတယ်ဒါတော့ပုံမှန် revolution 2021တည်းကဆက်ပြီးတော့ခုချိန်ကြီးတိုင်အောင်ဆက်လက်ပြီးတိုက်နေတော့မယ်ဒါကဘယ်လိုခေါ်လဲတိုက်နေတဲ့ revolution ကိုပြောချင်တာ ပြောချင်တာ2025မှာဖြစ်လာမဲ့ True Revolution ကဂျိန်တခါမှမတိုက်တဲ့သူတွေပေါ်လာမှာဘလို့ဟာမျိုးလဲဆိုတော့နှစ်ရက်ပေါ်လာမှာတရက်ကကြတော့သူတို့အချင်းချင်းနဲ့ရအောင်ဆိုသူတို့အချင်းချင်းနဲ့စစ်တက်ထဲကနေပြီးတော့တက်ထဲရနေပြီးတော့ပဲမနစ်ကတော့မှလည်းအစုလိုက်ပြိုလိုက်ကြီးပေါ့နော်ဒီတော်လန်ဘို့ဆိုပြီးတော့မှဒီနော်ဟိုလက်နဲ့ချပြီးအလင်းဝင်သွားသူတွေအများကြီးရှိတယ်ဒီနှစ်ဒီကြီးကျယ်တော့လက်နဲ့ချ ဟုတ်အလားလားအရင်များတယ်ချက်နော် revolution ကကြတော့ဘာလဲဆိုတော့တကြိမ်တစ်ခါမှမပါဝင်မပတ်သက်ဘူးပါဘူးဆိုတော့ပြည်သူတွေနဲ့နော်လူတွေချမ်းသာတဲ့သူတွေအမြောက်များပါလာမယ်။ဘာကြောင့်ပါလာမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့2025မှာတွေ့နေရမမြင်နေရတာပဲ။ကျွန်တော်တို့ပြည်သူတွေပေါ်မှာရော မြန်မာနိုင်ငံမှာရှိနေကြတဲ့လူငယ်တွေပေါ်မှာရောအဆန်ရှိတဲ့အတိုင်းဝိုင်းတွေပေါ်မှာရောဆက်ဆံနေတဲ့အရာများများအလုံးတည်မတရားစွာဆက်ဆံနေရတဲ့အမြောက်များများတယ်အဲ့တော့အဲ့ရဖြစ်လာမှကြီးကြီးအဲ့တော့အဲ့လိုဖြစ်လာတဲ့အတွက်ကြောင့်ဘာတွေပြောင်းလဲနိုင်အောင်လဲနောက်တစ်ချက်ပြောမယ်ကမ္ဘာဟောကိန်းမှာကျွန်တော်ဟောခဲ့တယ်ကမ္ဘာဟောကိန်းကိုလှိုင်းရှင်ပြီးကြည့်မယ်ဆိုရင်ကမ္ဘာတဝန်းတော့မှာလဲပေါ်နေရတဲ့စုဒီနေရာတစုစစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဖြစ်မယ်စစ်ဆိုတဲ့နေရာမှာတနက်နဲ့ပြင်မှာစစ်မဟုတ်ဘူးဒါလည်းသိပါလိမ့်မယ် နိုင်ငံကြီးနိုင်ငံကြီးတိုက်ခိုက်တဲ့အခါမှာခုနှစ်တခုထိခိုက်ဖို့ဆိုတာစီးပွားရေးအရာတိုက်ခိုက်တယ်ကျွန်တော်လောက်ပြီးတော့ပါလဲဆိုတော့ဒီလူမှုရေးနေနဲ့တိုက်ခိုက်ကြတယ်ဒီလိုတယောက်တယောက်ဖိအားတွေပေးကြတယ်ဒီလိုတိုက်ပွဲကိုခေါ်တာပေါ့တော်တော်နဲ့အုံအုံအတိုင်းပြင်မှာတိုက်ပွဲမဟုတ်အဲ့လိုမျိုးဖြစ်မဲ့ဟာတွေလည်းရှိလာအောင်မရှိပြကြကြောင်မရှိဘူးအဲ့တော့အဓိကတော့ပါလဲဆိုတော့အမေရိကနိုင်ငံကြီးအမေရိကန်နိုင်ငံကြီးရဲ့အားပြိုင်မှုကကမ္ဘာတစ်ခုလုံးကိုတက်ရောက်မှုရှိတယ်ခုဒေါ်လာထရန့်တက်လာတယ် တက်လာပြီတက်လာပြီးခဲ့ရနေတိုင်းကို policy တစ်မျိုးမှုတစ်မျိုး operate တစ်ခုမှုတစ်ခုလုပ်နေတယ်နော်လုပ်နေတယ်အဲ့လုပ်နေတဲ့ဟာကအချို့ time minute အတွက်လုံးဝလုံးဝအဆင်မပြေဘူးအချို့ time minute အတွက်တော့အဆင်ပြေပါမယ်အချို့ຢာရင်တော့အခက်အခဲတွေရှိပါမယ်အဲ့တော့သူတက်ချင်းကကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ဆိုးတာလေးလည်းများရင်များမယ်ဒါပေမဲ့ပြောလို့လာကကြတော့ Durant Trump ကမြန်မာနိုင်ငံပေါ်ကြည်လာလိမ့်မယ်အဲ့ဒီကြည်လာတဲ့တက်ရောက်မှုကအရန်ပြင်းတယ်ပုံမှန်မဟုတ်ဘူး ဲ့လိုပုံမှန်မဟုတ်တဲ့ကြောင့်မလို့ဒီကတ်တစ်ခုကျလာတယ်ကျွန်တော်မနေ့ကလုံးကလည်းကျွန်တော်ဒီကပဟောင်းကင်းကိုတင်ခဲ့တယ်တင်ခဲ့တဲ့အချိန်တုန်းကလည်းဒေါ်လန်ထရန့်ကအမေရိကကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝဝင်ရောက်ပတ်သက်ဖို့ရှိနေတယ်ဘာကြောင့်ပတ်သက်ဖို့ရှိနေရလဲဆိုတော့တရုတ်ကလည်းလှိုက်ပြီးလိုချင်လို့အိန္ဒိယကလည်းလိုချင်တယ်ပြောရမယ်ဆိုရင်တော့အိန္ဒိယကတရုတ်ကအမေရိကကသုံးပြိုင် တို့ဂျိုးဘိုင်နဲ့အချိန်မှာတော့လော့ဘိုကတိတ်တော့ဟိုမရှိဘူးတော့ထားပါတော့အဲ့တော့ဒရန်ထရန်ကကြတော့သူကအချိုးမြက်ကိုကြည့်ရတယ်ဖြစ်လာမဲ့ရက်ဆက်ကိုကြည့်ရတယ်အချိုးမြက်ကိုကြည့်ရတယ်ဘာအချိုးမြက်လဲဆိုတော့ကြည့်ရတယ်ပြောမှဆိုတော့သူကနိုင်ငံသမားနဲ့စီးပွားရေးသမားဆန်တာဗျာဒါကျွန်တော်ဘာမှသိတာမဟုတ်နော်ကျွန်တော်ဒီဒီကျွန်တော်ဒီနမိတ်တွေနဲ့ပဲသက်ပြီးတော့ပဲရှင်းပြပြီးရဲနဲ့ပြောတာပဲရှိတယ်။အဲ့တော့95မှာမြန်မာနိုင်ငံကအကြီးအကျယ်ပြောင်းလဲဖို့ရှိတယ်။ ပြောချင်တာကတော့အရင်တုန်းကဆိုရင်မြန်မာနိုင်ငံရဲ့အင်အားကိုအခြားနိုင်ငံကြီးတွေကလာရောက်ဖိပြိတ်တာလို့ပါတော့သိမရှိဘူးမြန်မာနိုင်ငံဆိုရင်စီဆိုရလည်းစောက်ကူမဆိုင်ဘူးတိုက်တဲ့သူလာပြောပြောအာဆီယံမကောက်တော့ဘာကောင်းမြတ်လာပြောပြောစောက်ကူမဆိုင်ဘူးဆိုတော့စီဆိုရကဒီနေ့မှစောက်ကူဆိုင်ကြရေပေါ်လာမှာအဲ့တော့ဒေါ်လာရင်းအောင်မြင်မလားလို့မေးဒေါ်လာရင်းဆိုတာဘာကိုအောင်မြင်တာလဲနော်ဒေါ်လာရင်းအောင်မြင်တယ်ဆိုတော့ဘယ်လောက်ထိတွေးထားလဲစရလာရှင်ကြာမှာအောင်မြင်မလားစရနာရှင်က သူ့ရဲ့ဒီပလင်ပေါ်မှာခြေကုပ်ပြီးထိုင်နေတော့မယ်သူ့ရဲ့လောက်ပိုင်ခွင့်တွေကပြေးပြေးလေးနဲ့အပေါင်းကျင်းလာရင်လေသူ့ရဲ့အာဏာကျလာတာပဲဗျာအဲ့တော့၂၀၂၅မှာဘာဖြစ်လာလဲဆိုတော့သူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းတွေကျင်းလာတာပါနော်ပလင်ပေါ်တော့မစင်သေးဘူးနော်ပလင်ပေါ်တော့မစင်သေးဘူးသူ့ရဲ့လောက်ပိုင်ခွင့်ပေါင်းတွေကျင်းလာမယ်သူ့ရဲ့ nebel လေးတွေကျင်းလာမယ်ဒါပဲပြီးရခါကျတော့ကျွန်တော်တို့တော်လိုင်းအင်အားစုမှာရှိနေတဲ့သူတွေရဲ့အင်အားတွေတိုးလာမယ် ဲ့လိုအင်အားတွေတိုးလာတယ်မှာဖြစ်လာတယ်ဆိုအတွင်းမှာဖြစ်နေတဲ့အတွင်းချင်းဖြစ်နေတဲ့လှိုက်စားမှုတွေရှိပါတယ်ဒီကာလပါဆိုရဟန်းကိုမြင်နေရတယ်အဲ့လာနေကတော့တက်နိုင်တတိယအတိုင်းပဲတော်လိုင်းငွေတွေကိုဘောင်းတယ်လို့တော်လိုင်းငွေတွေမှာဖြစ်တယ်ငါဖြစ်တယ်ဆိုတဲ့ဟာတွေရှိတယ်အဲ့လာဒီအဲ့လာဒီကတော့ဒီရှိရလဲရှိတယ်မရှိနေရလဲရှိတယ်ဒါကလည်းဖြစ်နေတဲ့အရာအလုံးရဲ့ကဲကရှင်ခုနိုင်မယ်သိမယ်ကျွန်တော်ဘာတွေပတ်သက်ပြီးမပြောချင်ဘူးအဲ့တော့ ို့ဒေါ်လာရင်းကိုနှေးစင်တဲ့ယာရီအားလုံးကဒါရီကပါဆိုအဲ့လိုမျိုးအတွင်းလိုက်စားတဲ့သူတွေရှိတယ်။နော်အတွင်းလိုက်စားတဲ့ချလို့မျိုးကောင်းနေရှိတယ်။ချလို့မျိုးကောင်းနေရလဲအပြင်ကလိုက်စားမှလည်းချမှာအတွင်းလိုက်စားလည်းချပဲ။အဲ့တော့နောက်နောက်ဆန်ကမှာတော့မြန်မာနိုင်ငံကြီးအကန့်အမှာအချိုးခွေပြောင်းလဲဖို့ရှိတယ်။နော်ပြောင်းလဲဖို့ရှိပါတယ်။ကောင်းသောပြောင်းလဲခြင်းတွေလည်းရှိလာသလိုဆိုးသောပြောင်းလဲခြင်းတွေလည်းရှိလာမယ်။ဆိုးတယ်ဆိုတော့စားတဲ့ဆိုးနေပြီသားပဲ။အဲ့တော့ဆိုးနေရဲ့အထဲမှာ ျင်သာရောင်းနေတဲ့သူတွေအားလုံးကတော့တိုင်းပဲပေါ့ဘာမှပြန်တာမရှိဘူး nothing special ပေါ့တို့တော့ဒီနေ့ကစိုးမယ်နော်စိုးတယ်ဆိုတာခင်ဗျားတို့သိပါလိမ့်မယ်တလားခု2025တလားကြော်ပြီးပါပြီခုနှစ်လပိုင်းလဲရောက်လာပြီဘိုင်းတလားပိုင်းတလားထဲမှာဘာတွေဖြစ်နေတာခင်ဗျားတို့သိဆုံးဘလောက်ထိအောင်ကိုနော်မိပါရီအနေနဲ့ဘလောက်ထိအောင်ရင်ခွဲပတ်လက်ဖြစ်ခဲ့ရလဲခင်ဗျားတို့သိဆုံးအဲ့တော့ရင်ခွဲပတ်လက် ဖြစ်မဲ့အတူတူခင်ဗျားတို့တာသမီတွေကိုစွန့်လို့မလားစွန့်ပြစ်မလားဒီစကားအလကားမဟုတ်ဘူးเนาะကျွန်တော်ပြောတာစွန့်လို့မလားဆိုတာကတာသမီတွေကနေစွန့်လို့လိုက်ပြီးတော့သူ့လိုရကြည့်ပါစိုက်တဲ့နေရာကိုသွားစေဖို့ဆိုပြီးခွင့်ပြုလိုက်တဲ့ဘောเนาะဆိုတဲ့အရာတွေပေါ့အဲ့တော့အဲ့လိုတွေရှိလာမယ်အဲ့တော့နောက်ဆက်၅ဒီအရာအလုံးတွေအပြောင်းလဲလုံးဝလုံးဝဖြစ်ပါမယ်เนาะဒါပေမဲ့ဟိုကောင်ကြီးเนาะเนาะဟိုကောင်ကြီးပြင်ဝိုင်းပြုတ်ကြပါလို့ရှိလားရှိတယ် ်နော်တခုတော့ရှိတယ်သူ့ရဲ့네ပဲသူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ပိုင်ဆိုင်ခွင့်နေ네ပဲကျင်းလာမယ်အဲ့လိုကျင်းလာဖို့အတွက်လေ revolution တွေများလာလိမ့်မယ်အဆိုးဆုံး revolution ကသူ့အတိုင်းဝိုင်းနေရပဲသူ့ပြန်ပြီးတော့တော်လန်တဲ့ကိစ္စသူ့ကိုလုံးဝလုံးဝယုံကြည်ပါတယ်ဆိုပြီးတော့တသက်မတ်တဲ့ယုံကြည်ထားပါတယ်ဆိုတော့နော်သူတို့ရဲ့စစ်တပ်အတိုင်းဝိုင်းကသူတွေအားစခါခါတီတီမုံသွားတဲ့ကိစ္စတွေကဒီနေ့တည်းမှာအကြီးကျယ်ဖြစ်လာတာ အဲ့ရှောင်နေလို့မမြအောင်ဘလောက်နဲ့ပဲဖိအားပေးပေးဘလောက်ဖိအားပေးပေးဘလောက်ဖိအားပေးပေးနော်အဲ့ဒေါ်လာကြီးဖြစ်လာအဲ့တော့အဲ့တော့ဆိုလဲကျွန်တော်တို့ဖက်ကတာနေတာပဲပေါ့အဲ့ဒါပဲရှိလားနော်အဲ့ကြောင့်မဟုတ်ခဲ့ပေါ့ तू ကြသွားမှ तू တွေသွားမှဒေါ်လာကြီးပြီးတာမဟုတ်ဘူး तू ကြသွားမှဒေါ်လာကြီးအောင်မြင်တာမဟုတ်ဘူး level ကြီးကျင်းလာသေးရေကိုဒေါ်လာကြီးအောင်မြင်တာပါအဲ့တော့သူ့ရဲ့ level ကျင်းလာကျွန်တော်တို့ level နော်ကျယ်လာတဲ့ခါကျရင်လေဒါကြီးအောင်မြင်တဲ့လမ်းကတစ်ခုခုဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ ောချင်ပါတယ်ဒါကကျွန်တော်ပြောပေးနိုင်တဲ့အရာပါနောက်ထပ်ဘာပြောမိနိုင်လဲမသိသေးဘူးပြောမိနိုင်တဲ့ဟာတခုခုစိတ်ထဲပေါ်လာရင်လည်းဒါပြောမိမယ်